မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင့်သတင်းပတ်ဆက်ခံလေးမှာကျွန်မတစ်ခုပြောပြမယ်ပေါ့နော်မနေ့ကကျွန်မ personal account လေး TikTok မှာ personal account ရှိပါတယ်ကျွန်မ post လေးတစ်ခုတင်ခဲ့ပါရှင့် TikTok ကကျွန်မ personal account က follower တသိန်းနဲ့၄000တိရှိပါရှင့်အဲ့လိုမျိုးကျမအခါကျရင်ပြင်သွားတဲ့ပုံလေးတွေကျမရဲ့အဲ့လို personal ဘဝမှာလှုပ်ရှားတဲ့ပုံလေးတွေပေါ့နော်အဲ့လိုမျိုးကျမကိုချစ်ရတဲ့သူတွေနဲ့အချိတ်ဆက်ရအောင်လို့ကျမတင်တာဝါရှင်တာမန်သုံးလို့သုံးတာပေါ့နော်အဲ့လိုသတင်းတွေပိုင်းမတင်ဘူးရှင့် အကောင့်တူလည်းရှိအတွက်တတိထားပေးပါနော်ကျမရဲ့ personal account asset က33400ရှိပါရရှင် follow ရလေအဲ့ဒီမှာကျမထမင်းစားတဲ့ပုံလေးတင်လိုက်တယ်ထမင်းစားတဲ့ပကံလေးပေါ့နော်မနေ့ကမနေ့ညကျမထမင်းစားတာပန်းဟင်းလေးနဲ့ကြဲဥကြော်တယ်ပေါ့နော်ကျမဟင်းမရွေးတော့ဘူးရှင်တိတ်ပြောလေဟင်းကိုကြီးများတယ်ဆိုတော့မပါဘူးဒါလေးနဲ့ဆိုကျမထမင်းစားမိတ်နေပေါ့နော်အဲ့လိုမျိုးကျမမကြိုက်တဲ့ဟင်းရယ်လို့တိတ်ပြီးတော့မရှိဘူးအစင်ပြေသူစားလိုက်တာပဲဘိုက်ဆိုင်ဘိုက်ဖြစ်ရတယ်အဲ့တော့ကျမစိတ်ကူးပေါက်လာနေအော်လို့ဟိုကျမဟင်းမရွေးတဲ့အတွက်လို့ဘယ်နေရာဘယ်ဒေသရောက်ရောက်ပေါ့နော်ထမင်းစားဖိတ်လို့ရပါတယ်ပေါ့နော်အဲ့လိုမျိုးရေးတင်လိုက်တဲ့အခါကျတော့ ကျမတို့ချစ်တဲ့မိဘပြည်သူများခွန်မှန်လေးဝင်ရေးကြပါလေရှင့်တို့ဒေတာတွေကိုကျမဖိတ်ခေါ်ရဲပေါ့ထမင်းစားဖိတ်တာပေါ့ရှင့်ထမင်းစားဖိတ်တဲ့အတွက်ကျမခွန်မှန်လေးရေးပါတယ်အဲ့ခွန်မှန်လေးကျမတခုချင်းမှတ်ထားပါတယ်နော်မှတ်ထားပါတယ်ဥမာပေါ့တောင်ကြီးတို့ကလောတို့အင်းလေးတို့ပြီးတော့ရန်ကုန်မန္တလေးအများကြီးရရှိမြို့တွေရာလေးခွန်မှန်တွေရာလေးရှားကြော်တယ်မြို့တွေရာလေးရှားကြော်ပါလေရှင့်အဲ့တော့တနိုင်ငံလုံးမှာကျမဘယ်မျိုးရောက်ရောက်ထမင်းစားလေးရတဲ့အိမ်အိမ်တော့တေချာပေါက်ရှိတယ်တေချာပေါက်ရှိသွားပြီပေါ့နော်အဲ့တော့အဲ့ခွန်မှန်လေးကိုကျမမှတ်ထားပါတယ်ရှင့် ပိတ်မြို့လေးရောက်လို့ရှင်တော့ကျမသမိန်လာစားပါဦးမယ်เนาะအဲ့လိုတော့ရှိပါရှင့်ကျမတို့မှာဒါလေးကပီတိဖြစ်ရပါတယ်ရှင့်ဘာကြောင့်လဲဆိုတော့အော်လို့ငါနေ့စဉ်နေ့တိုင်းပြောတဲ့သတင်းလေးတွေဟာမိဘပြည်သူတွေရှင်နေမှာပေါ့เนาะစေတနာမြတ်တာနဲ့ပြောတဲ့သတင်းလေးတွေဆိုတာကိုခံစားမိတယ်ပြီးတော့ကျမတို့လုပ်နေတဲ့လုံရက်ပေါ်မှာလည်းချစ်တဲ့သူတွေအားပေးတဲ့သူတွေရှိရဲဆိုတာမြင်ရတော့ကျမတို့လည်းအင်အားဖြစ်ရပါတယ်ရှင့်အဲ့ကြောင့်ဆက်လက်ပြီးတော့အခုလိုပဲစူးစမ်းပြီးတော့လှုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းလေးကိုလည်းမိဘပြည်သူများကိုကျွန်မတခါလေးဂတိစကားလေးပေးလိုက်ပါရစေရှင်။ ီနေ့မှာပထမဆုံးသတင်းလေးအနေနဲ့မိဘပြည်သူများမိုးလေဝသသတင်းလေးတင်ဆက်ပေးကြပါရှင့်မိုးလေဝသသတင်းလေးကိုကျွန်မထူးခြားခြားပေါ့နော်အရင်ကမတင်ဆက်ပဲနဲ့ဒီနေ့ဘာကြောင့်တင်ဆက်တာလဲဆိုရင်ဒီမိုးရသည်မှာမိုးကြီးနိုင်တဲ့အခြေအနေဖြစ်ရှိတဲ့အတွက်ပေါ့နော်ပြီးတော့ကျွန်တော်တို့ငလင်တန်လဲခံထားရတဲ့အတွက်မြေကြီးတွေရဲ့ပြောင်းလဲမှုတွေကြောင့်ရေကြီးကြောင်ပြောင်းလဲတာတွေပြီးတော့ရေကြီးတာတွေဒါတွေဖြစ်နိုင်တဲ့အတွက်အထူးသတိပြုဖို့အတွက်ကိုကျွန်မနေမိုးလေဝသသတင်းလေးတွေကိုကြိုးစားကြိုးစားတင်ဆက်ပေးပါမယ်ရှင့် ဒီမိုးကြီးမဲ့3 pages ဆိုပြီးတော့မိုးလေဝသဌာနကပေါ့နော်မိုးစရအနေနဲ့ထုတ်ပြန်ထားတာရှိပါရှင့်2025ခုနှစ်မေလ14ရက်နေ့မြန်မာစံတော်ချိန်9:30အချိန်တိုင်းတော်ကြံများရတဲ့ကပ်ပီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာလေဒုမငြိမ်သက်မှုတွေဖြစ်ပေါ်နိုင်တယ်ပြီးတဲ့အခါမှာမုတ်တုံလေးကဆက်လက်ဝင်ရောက်လာတဲ့အတွက်အပူပြန်တက်တိမ်ညာဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လကောက်မေလ14ရက်ကနေပြီးတော့20ရက်အထိကို နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ရှမ်းပြည်နယ်တို့မှာနေရာဆိတ်ဆိတ်နဲ့နေရာအနှံ့အပြားမကွေးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးနဲ့ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တွေမှာနေရာကျဲကျဲနဲ့မိုးထချုံရွာပြီးတော့အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်ဆိုပြီးတော့သတင်းလေးတင်ထားပါတယ်ရှင့်တနိုင်ငံလုံးပါပဲရှင်သင်္ခါတနိုင်ငံလုံးပါပဲမိုးရသည့်ဖြစ်တဲ့အတွက်ကတော့တနိုင်ငံလုံးမိုးရွာမှာပေါ့နော်ဒါပေမဲ့ပုံမှန်ထက်တော့မိုးရေချိန်ကြီးများနိုင်တဲ့အတွက်သတိပြုဖို့အတွက်ကိုပြောချင်ပါတယ်ရှင့် မင်းကကျွန်မတက်တော်လေးဆိုလဲတွေ့လိုက်ပါတယ်အဲ့လိုလဲထဲမှာရှိရခနန်းလေးတွေပေါ့နော်ဒူနေအိမ်တွေပေါ့တက်လာတယ်ပြီးတော့ပေးစိတ်လေးတွေအိမ်ကြောင်းနဲ့အခြေအနေလေးတွေပေါ့နော်ဒါသဘာဝတရားကြီးကိုခါကြတဲ့တိရစ္ဆာန်လေးတွေကကျွန်မတို့ကပို့ပြီးသိတယ်အဲ့တော့သူတို့ရဲ့ပြောင်းလဲမှုလေးတွေကြည့်ပြီးတော့ဒူကြီးကစိုးရင်ကြတာပေါ့နော်ဒီနှစ်မိုးစောမလားဒီနှစ်ကအော်မုံများမလားပေါ့နော်ဒါလေးတွေစိုးရင်နေကြပါရှင့်ပြီးတော့မုံတိုင်းကိုလည်းစိုးရင်နေကြပါတယ်ဘလို့ဖြစ်ဖြစ်သဘာဝတရားဆိုတာကျမတို့ ਨੇ အငြင်းနဲ့အတူရှင်တွဲနေထိုင်နေရမယ်သူရဲ့လေဒီမှာကျမတို့သဘာဝတရားယုံလွန်ဆန်လို့မရတာဒီတော့ ဖြစ်လာတဲ့အရာအလုံးရင်ဆိုင်နိုင်မှုအတွက်ကျမတို့မှာအဓိကရှိရမှာတော့ကြိုတင်ကာကွယ်ခြင်းသာဖြစ်ပါရဲ့ရှင့်တဘာဝဗေဒံအသေးလေးတွေကတော့လူတွေကကိုယ့်အကူကြိုတင်ကာကွယ်ရတာပေါ့နော်။တဘာဝဗေဒံကြီးကြီးမားမားတွေကြတော့နိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့ကြိုတင်ကာကွယ်ရပါတယ်ရှင့်။ဒါကြောင့်အခုမိုးရသည်မှာနိုင်ငံတော်ကထုတ်ပြန်ချက်တွေလေးလာပါ။နိုင်ငံတော်လှုပ်ဆောင်ချက်လေးတွေမှာလိုက်ပါလှုပ်ဆောင်ပါ။အခုညီလိုရယ်ဆိုရင်လည်းနိုင်ငံတော်သိစေဖို့အတွက်ကျမတို့လိုသတင်းမီဒီယာတွေကနေပြီးတော့ပေါ့နော်တဆင့်လာပြီးတော့ပြည်သူအသံလေးပေးပို့ပါလို့ပြောချင်ပါတယ်ရှင့်။အခုနှစ်မိုးရသည်မှာမိဘပြည်သူများအားလုံးပဲပေါ့နော်။မုံတိုင်းတန်း ရေကြီးရဲ့ဒဏ်ပေါ့နော်ဥယျင်ပျက်စီးခြင်းဒဏ်ဒါတွေကိုအ ਨੇ ဆုံးအသက်တာဆုံးနဲ့ဖြတ်တန်းနိုင်ပါစေလို့ကျမတို့ Prime Media မှာဆုတောင်းပါတယ်ရှင်။မိဘပြည်သူများရှင်ဒုတိယသတင်းလေးအနေနဲ့ကျမတို့နိုင်ငံအတွက်သတင်းကောင်းလေးတစ်ခုကိုကျမအရင်ဆုံးတင်ဆက်ပေးချင်ပါတယ်ရှင်။အဲ့ဒါလေးကတော့ကျမတို့ပို့ချမှုချင်းမေးအောင်လာရဆိုရင်ရုရှားနိုင်ငံကိုပထမဆုံးတရားဝင်ချစ်ကြည်ခီးစဉ်သွားခဲ့တဲ့ကာလလေးကိုမှတ်မိအောင်မယ်လို့ထင်ပါရဲ့ရှင့် ဲ့ဒီတော့ဆိုရင်တိုင်းနိုင်ငံတိုင်းဒေသကြီးဒဝဲအထူးစီးပွားရေးဇုံမှာရှိတဲ့ဒဝဲရင်းနှီးစိတ်ကန်စီမံကိန်းကိုရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်သဘောတူညီမှုရရှိခဲ့ပါရှင်။ဒဝဲအထူးစီးပွားရေးဇုံရင်းနှီးစိတ်ကန်အတွက်နှစ်နိုင်ငံသဘောတူနားလည်မှုစာစာချုပ်တွေကိုလည်းအဆိုပါခီးစဉ်အတွင်းမှာပဲမတ်လ၄ရက်နေ့မှာနှစ်နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ကျမတို့ဗိုလ်ချုပ်မူကြီးနဲ့အတူရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတဗလာဒီမာပူတင်တို့ဟာဆိုရင်တာဝန်ရှိသူတွေရှေ့မှာမှလက်မှတ်ရေးထိုးခဲ့ပါရှင်။အဲ့လိုမျိုးလုပ်ခဲ့တဲ့ကိစ္စရလေးဟာအခုဆိုရင်အကောင့်ထဲပေါ်တော့မှာဖြစ်ပါရှင်။ မြန်မာနိုင်ငံမှာတဝဲအထူးစီးပွားဇက်မှုဆောင်မကြခင်အကောင့်ထဲပေါ်လာတော့မှဖြစ်တဲ့အတွက်လာရလောက်ကိုင်းမဲ့ရုရှားလူမျိုးတွေနဲ့ဆက်ဆံတဲ့အခါမှာအဆင်ပြေစေဖို့တော့ပေါ့နော်တဝဲဒေသခံတွေကိုရုရှားဘာသာစကားတွေကိုနိုင်ငံတော်ကနေပြီးတော့အခုဖွင့်လှစ်တင်ကြားပေးနေပါရှင့် ရုရှားဘာသာစကားဖွင့်လှစ်တင်ကြားခြင်းကိုတင်းတိုင်းတိုင်းဒေသချင်းဝင်ကြီးချုပ်ပူမြက်ကိုရဲ့လမ်းညွှန်မှုနဲ့ပြုလုပ်မှာဖြစ်ပါတယ်။အဓိကပြုလုပ်ရတဲ့အကြောင်းရင်းကတော့ဒီစီးပွားရေးဆက်မှုဆောင်ပေါ်တော့ဖြစ်ပေါ်လာတဲ့ခါကြလို့ရှင်ရုရှားနိုင်ငံလူများကိုယ်နိုင်ငံလွတ်လပ်လုပ်တဲ့အခါမှာသူတို့နဲ့ပေါင်းသင်းဆက်ဆံရတာဈေးဝယ်ရတာဈေးရောင်းရတာစသဖြင့်ပေါ့နော်။ဒါလေးတွေအဆင်ပြေစေဖို့အတွက်ရည်ရွယ်တယ်လို့သိရပါရှင်။ရုရှားဘာသာစကားကိုလေ့လာစီးပူးပြီးတော့အတံပွမ်းကြောင့်လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ရည်ရွယ်ပြီးဖွင့်လှစ်တယ်ဆိုပြီးတော့တင်းတိုင်းတိုင်းဒေသချင်းဝင်ကြီးချုပ်ကလည်းပြောကြားထားပါရှင်။ ရုရှားဘာသာစကားအခြေခံသင်တန်းကိုမေလ14ရက်ကနေပြီးတော့ဇွန်လ9ရက်နေ့ထိသင်ကြားပို့ကျသွားမှာဖြစ်ပါတယ်။သင်တန်းမှာဌာနဆိုင်ရာကျောင်းသားကျောင်းသူတွေလူငယ်လူရွယ်တွေစိတ်ပါဝင်စားသူတွေလက်ရှိအထိကိုစုစုပေါင်းလူပေါင်း150လောက်ထိကိုလာပြီးတော့သင်တန်းဆင်းရင်ပေးထားရှိပါရှင့်။ဒီတော့ဒီလူတွေကိုသင်တန်းပို့ချပေးမှာဖြစ်ပါတယ်။ဒဝဲမျိုးကန်နေနေနဲ့အာဒီရုရှားဘာသာစကားအခြေခံစကားပေါ့နော်အခြေခံသင်တန်းကိုတက်ချင်တယ်ဆိုရင်နိစက်ရအစိုးရဌာနတွေမှာစုံစမ်းပြီးတော့တက်ရောက်နိုင်ပါရဲ့ရှင့် အချိန်ကတင်တဲ့လက်ဖြစ်တယ်ပြီးတော့အချိန်ကဒီမေလ14ရက်ကနေပါဇွန်လ9ရက်ထိနေ့ထိပေါ့နော်ကာလတူတင်တဲ့ဖြစ်တဲ့အတွက်ကျွန်မကြည့်တာကတော့ဒီဇေယောင်ဇေဝအတွက်ကိုပို့ပြီးတော့အသုံးပြုဖို့အစဉ်ပြေတဲ့စကားလုံးနဲ့တင်မယ်နဲ့ဒူပါရှင့်ဒီမှာပေါ့နော်ဒီဈေးဒီမှာအရေးအတွက်တွေပေါ့မှာဒါဟာဘယ်လောက်လဲဆိုရင်ဒါလေးကတော့ဘယ်လောက်ကြာမယ်စသဖြင့်ပေါ့နော်ဒါမျိုးလေးပြောဆိုတော့တင်တယ်လို့ကျွန်မထင်ပါရှင့် ဘာဖြစ်သူတို့နဲ့ကျမတို့ဘာသာစကားအရပြောဆိုဆက်ဆံရတာအဆင်ပြေတယ်ဆိုရင်ဇေယောင်းဇေဝဲချုံးမွေမယ်ကျမတို့ဒေတာကန်ရဲ့စီးပွားရေးကိစ္စတွေပို့ပြီးတော့ချုံးမွေလာမှာဖြစ်ပါရဲ့ရှင့်ဒီတိုင်းလေးကြားတဲ့အခါမှာကျမတော်တော်ဆေးထဲမှာဝမ်းသာသွားပါတော့ဒါကတကယ်ကိုကောင်းထက်ပေါ်တော့မှာဖြစ်တဲ့အတွက်တိုးတင်ပြင်ဆင်မှုတွေလုပ်နေပြီပဲဆိုတာလေးကိုမြင်ရတဲ့အတွက်ဝမ်းသာပါရဲ့ရှင့်ကျမတို့နိုင်ငံမှာဒီလိုမျိုးဖွံ့ဖြိုးတိုးတက်ဖို့အခွင့်အလမ်းတွေရရှိအောင်ဒီနာဆာကအစိုးရလက်ထက်မှာလုပ်ပေးခဲ့တာအများရှိပါတယ်ဒီတော့လေကျမတို့အင်မတန်ကျေးဇူးတင်ပါတယ်ရှင့်ကျမတို့ကခါကြရင်အစိုးရတွေမှာကအားသာချက်ရှိရဲအားနည်းချက်ရှိရဲပေါ့နော် အစိုးရရဲ့အားနည်းချက်တွေကိုလည်းကျမတို့အမြင်နဲ့ဝေဖန်ထောက်ပြနေတာပဲဒါမိဘပြည်သူများအသိပါပဲရှင့်အဲ့လိုပဲအစိုးရရဲ့အားသာချက်တွေကိုလည်းကျမတို့မြင်တတ်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့တိုင်ထဲမှာအတူနေနေရလေအစိုးရနဲ့ပြည်သူကတိုင်ထဲမှာရှိနေတဲ့မိသားစုလိုပဲအစိုးရဒီအိမ်တော်ဦးစီးဆိုရင်ကျမတို့ပြည်သူဆိုတာကအိမ်သူအိမ်သားတွေပဲရှင့်အိမ်တော်ဦးစီးနဲ့အိမ်သူအိမ်သားကအစမပြေမတည့်မမြတ်ဖြစ်နေလို့ရှင့်ဒီအိမ်ဟာအေးချမ်းပါမလားမအေးချမ်းဘူးရှင့်ဒီလားအချင်းချင်းရှင့်အိမ်ရဲ့လုံခြုံရေးထိခိုက်လာမယ်အိမ်သူအိမ်သားတွေ ဒုက္ခရောက်မဲ့အဝေးထွက်ပြေးရမယ်စသဖြင့်အိမ်တလုံးဟာဘလို့မှတီတိကေဟာဖြစ်เสียကြောင်းမရှိတော့ဘူးဟုတ်တယ်နော်ဒါပေမဲ့အိမ်တော်ဦးစီးနဲ့အိမ်သူအိမ်သားအဆင်ပြေတယ်ဆိုရင်ကျမတို့အိမ်ကြီးကအေးချမ်းမဲ့စီးပွားရေးတိုးတက်မဲ့စီစီလုံးလုံးနဲ့သူများအိမ်ကတော့ကိုယ်တွေကိုအားကြရတဲ့အထိတိုးတက်လာမှာဖွံ့ဖြိုးလာမှာရှင့်ချမ်းသာလာမှာဒီအနှစ်ချုပ်ကိုကျမတို့နားလည်ဖို့လိုတယ်ပေါ့နော်ပြီးတော့ဒီတဝဲရင်းနဲ့စိတ်ကန်းဟာဆိုရင်စီဝိုင်းဆောင်ပေါ်တော့တော့စီဝိုင်းဆောင်ပါဆိုရင်မကြခင်မှာဖြစ်ပေါ်လာတော့မယ်ဒါသာဖြစ်ပေါ်လာခဲ့ကျွန်မနိုင်ငံကလူငယ်တွေဟာဆိုရင်အလောက်ကန်ခွန်လန့်နေအများကြီးရှိလာမှာ ူများနိုင်ငံမှာသွားပြီးအပင်မန်းခံမဲ့အတူတူကိုယ့်နိုင်ငံမှာလောက်ခလာစာကောင်းကောင်းနဲ့လှုပ်လှုပ်ရတယ်ဆိုရင်ဥမကွာအင်မကွာနဲ့မလှုပ်ရအောင်လားရှင့်ဒါကြောင့်ကျွန်မဒီသတင်းလေးကြားတော့ဝမ်းသာတာပေါ့နော်တဝဲဒေသမှာမနေထိုင်တဲ့လူငယ်တွေအနေနဲ့လည်းတဝဲဒေသမှာလောက်ကန်ခွန်လန်းနေရှိလာပြီဆိုရင်ကျမတို့ကရှာဖွေပြီးတော့စူးစမ်းတင်ဆက်ပေးပါမယ်ရှင်။ကျမတို့နိုင်ငံလေးအခုလိုပဲအနေရကင်းစွာနဲ့အခွင့်အရေးတိုးတက်တဲ့အချိန်ကာလတစ်ခုစီကိုအမြန်ဆုံးရောက်ပါစေလို့လည်းကျမတို့ကဆန္ဒပြုပါတယ်ရှင်။ မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမယ့်သတင်းလေးကတော့မကြခင်မှာကျောင်းအပ်ကာလရောက်ရှိလာတော့မှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်2025 2026ပညာသင်နှစ်မှာကျောင်းနေအရွယ်ကလေးအလုံးစင်စက်မပြတ် ပညာသင်ယူဖို့အကြောင်းအနှံကြပါစို့ဆိုပြီးတော့ပညာဝင်ဌာနကထုတ်ပြန်ထားပါတယ်ရှင့်ကျွန်မကျုပ်တန်းပြီးဓာတ်ပုံလေးပြသထားပါမယ်နော်ဒီလိုထုတ်ပြန်ချက်ထဲမှာအတိပေးပညာချက်တခုလည်းပါဝင်ပါတယ်ရှင့်အဲ့ဒါလေးကတော့9နှစ်အရွယ်ကလေးတွေကိုသူငယ်တန်း KG ကိုအနှံရမယ်6နှစ်အရွယ်ကလေးတွေကိုကြတော့ပထမတန်း Grade 1ကိုအနှံရမယ်ဆိုပြီးတော့အတိပေးပညာထားပါတယ်ဒါအပြင်ဟိုကျွန်တော်တို့ဒီပြည်ထောင်ဥစ္စာပေါ့နော်ပညာဝင်ဌာနကထုတ်ထားတဲ့ကျောင်းအုပ်ဆရာဆရာမအားလုံးနဲ့အရာတန်းအမှုတန်းအားလုံးသိရှိလိုက်နိုင်ရမယ်အချက်များဆိုပြီးတော့လည်းထုတ်ထားရှိပါရှင့်အဲ့ဒါလေးကျွန်မဖတ်ပြပါမယ်နော် အဓိကနံပါတ်၁ကမြည်သည့်အခကြေးငွေမှကောက်ခံခြင်းလက်ခံခြင်းမပြုရပါဘူးရှင့်။ကျောင်းလာအပ်တဲ့မိဘတွေဆီကနေပြီးတော့ငွေကြေးကောက်ခံတာမလုပ်ပါနဲ့နော်။ဒါဟာဥပဒေနဲ့မညီတဲ့အတွက်အရေးယူခံရနိုင်ပါရှင့်။ငွေကြေးလက်ဆောင်ပစ္စည်းတစုံတရာလက်ခံခြင်းလည်းမရှိမပြုရပါဘူးရှင့်။ပြီးတော့အတန်းတစိုက်ကျောင်းတစိုက်နဲ့အခြားမြည်သည့်ပစ္စည်းကိုမှရောင်းချခြင်းမပြုရပါဘူး။ကျောင်းသားကျောင်းသူတွေပူးပေါင်းဆောင်ရွက်တတ်ဖို့အတွက်ကျောင်းတက်မှန်ဖို့အတွက်အင်စာတွေနေ့စဉ်လှူဆောင်ဖို့အတွက်မိဘတွေနဲ့ပူးပေါင်းဆွေးနွေးပြီးတော့ဆောင်ရွက်ပေးရပါမယ်ရှင့်။ပညာသင်ကာလအတွင်းမှာစစ်ဆေးအကဲဖြတ်ခြင်းတွေကိုညွှန်ကြားချက်အတိုင်းစစ်ဆေးရမယ်။ ကျောင်းထွက်သူလုံးဝမရှိစေရဲနဲ့အလဲတန်းအထက်တန်းအဆင့်တွေကိုအဆင့်ဆင့်ဆက်လက်ပညာသင်ယူနိုင်ရဲ့အတွက်မိဘတွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ရမယ်။ငွေရေးစေဝါတာစီကာကွယ်ရေးအရက်ဗီယာ e-secret vape secret ပေါ့နော်။ကိုင်းရမသုံးဆွဲရေးမှုကိုမိဘပြည်သူတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်ရမယ်။ပြီးတော့ရင်းအနေနဲ့ပတ်သက်ပြီးတော့မိဘတွေနဲ့ပူးပေါင်းဆောင်ရွက်ရမယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုပုံစံတွေဆွေးနွေးဆောင်ရွက်တတ်ဖို့အသိပညာပေးတာကိုလည်းမိဘတွေနဲ့ပူးပေါင်းအောင်မယ်။ပြီးတော့ကျောင်းသားကျောင်းသူတွေဒိန်းဆွဲလန်းမှုပပျောက်ရေးအတွက်ကိုလည်းမိဘပြည်သူတွေနဲ့ပူးပေါင်းဆောင်ရွက်ရမယ်။နှာစေးချောင်းဆိုကျန်းမာရေးကုပူချိန်ညင့် ဒီလိုဖြစ်တဲ့ဆိုလဲအเจ้าကိုမလာဘဲနဲ့နီးစပ်ရဲ့ဆေးဘေးကနေကိုသတင်းပို့ပြီးတော့စေကူသားမှုခံယူပါရမယ်အသက်ဆက်နေနဲ့ပြည့်ပြီးတဲ့အเจ้าသားအเจ้าတွေကိုဗစ် -19 ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေးသက်ဆိုင်ရာစက်မှိုင်ဝေဌာနနဲ့ပူးပေါင်းဆောင်ရွက်ရမယ်ဆိုပြီးတော့ဆရာဆရာမတွေလိုက်နာရမယ်အချက်တွေဆိုပြီးထုတ်ထားပါရှင့်ဒါပြင်နိုင်ငံတော်ကအเจ้าအပ်တဲ့ကလေးတွေအတွက်ပေါ့နော်နိုင်ငံတော်ကပေးထားတဲ့ပစ္စည်းတွေပေါ့ရှင်ဝန်ဆောင်မှုတွေပေါ့အားလေးနဲ့ပတ်သက်ပြီးတော့လဲမိဘပြည်သူများသိရှိစေဖို့အတွက်ကျွန်မစည်ရင်းလေးကိုတစ်ခါလေးပြသလိုက်ပါမယ်ရှင့် ခုပြတ်သားထားတဲ့စင်းလေးကတော့ဒီနိုင်ငံတော်ကနေပြီးတော့အကြောင်းသားတွေအတွက်ကိုပေးထားတဲ့ရပိုင်ခွင့်လေးဖြစ်ပါရှင့်အဲ့ဒီရပိုင်ခွင့်အပြည့်အဝအကြောင်းသားတွေလက်ထက်ရောက်ရှိစေဖို့အတွက်ဆရာဆရာမတွေစူးစမ်းပေးရမှာဖြစ်တယ်တကယ်လို့ဒီရပိုင်ခွင့်နေပြည့်ဝမရခဲ့လို့ဆိုလဲမိဘပြည်သူတွေကနေပြီးတော့ complaint တက်လို့ရပါရှင့်ကျောင်းကဆရာဆရာမတွေစီပဲ complaint တက်တက်ကျမတို့ media တွေစီကိုပဲလာပြီးတော့သတင်းပေးပြီးတော့ complaint တက်တက်ရပါရဲ့ရှင့် ကျမတို့ဒါကြောင်းအပ်ရာဒီမှာကလေးတွေရောမိဘတွေရောအားလုံးအဆင်ပြေဖို့အတွက်ဆရာဆရာမတွေရောပေါ့နော်အားလုံးအဆင်ပြေဖို့အတွက်ကိုကျမတို့ကတော့ဈာတဲ့နေဝင်ဆောင်မှုတွေပေးတာဖြစ်ပါရဲ့ရှင့်ဘယ်သူမှသာစေနာစေဒုက္ခရောက်စေစိတ်နဲ့ကျမတို့ကတင်ဆက်မှာမဟုတ်ပါဘူးနော်။အော်မြေပြင်မှာဒါလေးဖြစ်နေရဲ့ဒီလိုမျိုးလေးကြုံနေရဲ့ဒါကြောင့်ခုကြီးဖြေရှင်းပေးပါအောင်ဆိုတဲ့ပုံစံလေးနဲ့ပဲတင်ဆက်မှာဖြစ်ပါရဲ့ရှင့်။ ။ဘာကြောင့်လဲဆိုတော့အခုချိန်မှာကျွန်တော်တို့ကဆရာဆရာမတွေကလည်းတိုက်ခိုက်မှုတန်းတွေခံနေရတယ်။ပြီးတော့အသက်အန္တရာယ်ကြားတွေကနေပြီးတော့ကျောင်းသားတွေကိုစာသင်ပေးနေရတယ်။ကျွန်တော်တို့မြန်မာနိုင်ငံဆရာဆရာမတွေသာဖြစ်ပါရဲ့ရှင့်။ဒါကြောင့်တို့ဘုံလည်းကျွန်တော်တို့ငဲကြည့်ရမယ်။ကျွန်တော်တို့ကကိုအတ္တကြီးပဲပုံဖော်လို့မရဘူးပေါ့နော်။တို့မှလည်းခက်ခဲရှိရဲဆိုတော့ကျွန်တော်တို့နားလည်ရမယ်။မိဘမှလည်းခက်ခဲရှိရဲဆိုတော့ကျွန်တော်တို့သိရမယ်။ဒါပြင်ကျောင်းသားကျောင်းသူမှလည်းခက်ခဲရှိရဲဆိုတော့နားလည်ရမယ်ရှင့်။ ကျမတို့ခါကြရင်ပေါ့နော်ကို့တစ်ဖက်တည်းပဲစဉ်းစားပြီးတော့အရာရာခေါ်ဆောင်လို့မရအောင်လို့ပြောချင်တာပါ။ចောင်းသားတယောက်ရဲ့ပညာဖွံ့ဖြိုးဖို့ဆိုတာကမိဘကအခက်ခဲလို့လည်းနားလည်ပေးရတယ်လို့ဆရာရဲ့အခက်ခဲကိုလည်းကျမတို့မေ့ထားလို့မရပါဘူးရှင့်။ဒါကြောင့်ကျမတို့ကတော့အခက်ခဲရှိလာရင်အခက်ခဲရှိတဲ့အတိုင်းလိုပဲရိုးရှင်းစွာတင်ပြပေးပါမယ်။ဆရာဆရာမတွေထိခိုက်မှုအတွက်ကိုမရည်ရွယ်ပါဘူး။ဒါလို့တော့ကျမတို့ခါတဲ့တဏှာဥပေါ့နော်။ကြိုတင်ပြီးတော့ပြောလိုက်ချင်ပါတယ်ရှင့်။ဒါကြောင့်လည်းဆိုចောင်းအရာဒီမှာအမှုပေါင်းကြောင်များစွာပေါ့နော်။ဒီသူတွေကြားတဲ့မိဘတွေကြားတဲ့ចောင်းသားတွေကြားတဲ့ဆရာမတွေကြားတဲ့ဖြစ်လာအောင်မယ်ဆိုတာကျမတို့သိပါတယ်။ တစ်တိုင်းလည်းဖြစ်နေကြပါရှင်ကျမတို့အတွေ့အကြုံရှိပြီးသားပေါ့နော်ဒါကြောင့်တခါလဲကြိုတင်ပြီးတော့ပြောပြရတာဖြစ်ပါရှင်အားလုံးအဆင်ပြေပြေဆောင်ရွက်နိုင်ရင်တော့အကောင်းဆုံးမှာအဆင်မပြေမှုတွေရှိတယ်ဆိုတော့ကျမတို့ကမီဒီယာအင်အားနဲ့ပေါ့နော်အခက်အခဲတွေပြေလည်ဖို့အတွက်ကိုကူညီဆောက်ရှောက်ပေးပါမယ်ရှင်ဒါလေးကိုပဲကျမပြောပြရင်လည်းဒီသတင်းအနှစ်ချုပ်လေးကိုအဆုံးသတ်ပြရစီရှင်မိဘပြည်သူများရှင်ကြောင်းအပ်ရာဒီကိစ္စပြောရင်းနဲ့အန်ယူဂျီရဲ့အခန်းကဏ္ဍလေးတစ်ခုလဲကျမမိဘပြည်သူများတတ်သိနေတဲ့ကွာတင်ပြကြင်တာလေးရှိပါရဲ့ရှင်ကျမအဲ့ဒါလေးမတင်ပြခင်မှာဓာတ်ပုံလေးတစ်ပုံအရင်ဆုံးကြည့်လိုက်ပါအောင်နော် ိဘပြည်သူမြင်တွေ့ရတဲ့ပုံကတော့အန်ယူဂျီမှာကာကွယ်ရေးတာဝန်ယူထားတယ်ဆိုတော့ဥယျမော်ဆိုတဲ့ပုံကတော့ဖြစ်ပါရှင့်သူရောက်ရှိနေတဲ့နေရာကတော့သူတို့ပေါ့နော် PDF တွေစိုးမိုးချေလေရဒေတာကစာသင်ခန်းတစ်ခုလေးကိုရောက်ရှိနေတာဖြစ်ပါရှင့်ဓာတ်ပုံတွေမှာမြင်တဲ့အတိုင်းပါပဲစာသင်ခန်းနေရာနေမြင်ရမယ်ဒါအပြင်ကျောင်းကစာသင်တဲ့လက်ပုတ်ကိုမြင်တွေ့ရမှာပါရှင့်ဒီတော့ကျွန်မခုပြောချင်တာကအန်ယူဂျီရဲ့ view ဟာပေါ့နော်သူ့ရဲ့ view ဟာကျွန်မပြောပြချင်တာသူတို့လှုပ်ဆောင်ချက်တွေကျွန်မတတ်တဲ့နဲ့တကွာပြမှာနော်အခုမိဘပြည်သူများအဲ့ဓာတ်ပုံပြန်နောက်ထပ်ဓာတ်ပုံလေးကြည့်လိုက်ပါအောင်ရှင့် စာတင်ကန်းတွေမှာလက်နက်တိုက်တွေလောက်ထားတာအနည်းကြီးရလေဒါပြင်အောင်နောက်ထပ်ရုပ်သံဖိုင်လေးခုလည်းကျွန်မပြသပါမယ်ကြည့်ကြည့်လိုက်ပါတော့ဒီမှာစာတင်ကန်းထဲမှာဘုံသီးတွေထုတ်တယ်လက်နက်တွေထုတ်တယ်လက်နက်တွေထားတယ်သိလားဒါတွေအားလုံးကိုကျွန်မတို့ကချိတ်ဆက်လိုက်ပြီးတော့စုံစမ်းစစ်ဆေးလိုက်တဲ့အခါကျတော့သူတို့ပြူဟာပါလဲဆိုရင်အညူးကြီးဟာသူတို့စုံမိုးချဲ့တဲ့နေရာတွေမှာစာတင်ချောင်းတွေရှိရဆိုအဲ့ဒီစာတင်ချောင်းတွေမှာသူကလက်နက်တွေထားတယ်လက်နက်တိုက်လုပ်တဲ့စာတင်ချောင်းတွေမှာအညူးကြီးစစ်ဆေးရင်ပေါ်လာတော့ကလုတ်တဲ့ကမ်ပိန်းတစ်ခုရှိရရှင်ကြောင်းမတက်ရကမ်ပိန်းလေးမှတ်မိကြသေးလား ကျောင်းတက်တက်ကလေးတွေဒုက္ခပေးတယ်။ကျောင်းတက်တက်ကလေးတွေရဲ့မိဘတွေကိုတတ်တယ်။ကျောင်းတွေကိုအတင်းပိတ်လို့မိဘတွေဒုက္ခရရောက်ကြတယ်။စာသင်သွားတဲ့ကလေးတွေကျောင်းဆရာတွေဒုက္ခပေးတယ်တတ်တယ်။ကလေးတွေဆိုကျောင်းတက်လို့ရှင်ကျောင်းဆိုင်တော့မွေရဲဘူး။ဒီအပြင်ဝန်းဆောင်နဲ့သွားတက်တယ်ချို့ရွာတွေမှာသူတို့ကြောက်လို့အဲ့လိုလူတွေကစာသင်ကျောင်းတွေပေါ့နော်သူတို့စုံမိုးချေလေနိုင်တဲ့နေနေရောက်လာတဲ့အခါကျစာသင်ကျောင်းတွေမှာသူတို့ကလက်နက်တွေထားတယ်။ပြီးအဲ့ဒီလက်နက်တွေကိုစောက်ဖို့အတွက်လက်နက်တိုက်စောက်တဲ့လူတွေ PDF တွေအဲ့ဒီမှာထားတယ်။ထားပြီးရဲ့အခါမှာသူတို့ရဲ့ view ဟာပါလဲဆိုတော့ အဲ့ဒီစာသင်ခန်းအခန်းခန်းအဆောင်ဆောင်တွေရှိရဲ့အခါမှာအန်ယူဂျီကအဲ့ဒီမှာကျောင်းဖွင့်တယ်အန်ယူဂျီကျောင်းဆိုပြီးဖွင့်တယ်ဖွင့်ပြီးလို့ရှင်ရွာထဲမှာရှိရဲ့ကလေးတွေကျောင်းမှာတက်ခိုင်းတယ်အဲ့ဒီကျောင်းမှာစာသင်တာကစီဒန်လုပ်ထားတဲ့ဆရာမတွေစာသင်တယ်ဒီတော့မိဘပြည်သူမျိုးမျက်စီရဲ့မြင်အောင်ကြည့်လိုက်စာသင်ကျောင်းကြီးစာသင်ကျောင်းတစ်ခုထဲမှာမှလက်နက်တိုက်ကိုတနေအခန်းတစ်ခုထားထားတယ်အဲ့ဒီလက်နက်တိုက်ဘေးမှာအဲ့ဒီလက်နက်တိုက်ကိုဆောက်ရှောက်မဲ့ဗီဒီယိုတွေထားထားတယ်ဗီဒီယိုတွေအားလုံးအဲ့ဒီပါပဲအိတ်တာ ဓာတ်ပုံလေးကြည့်ပါရှင့်တို့အိတ်ထားတဲ့နေရာတွေတက်တဲ့နဲ့တကွာပြတ်ထားတာပါเนาะအဲ့တော့အဲ့ဒီမျိုးအိတ်တယ်ပြီးလို့ရှင့်နောက်ထပ်လွတ်နေတဲ့အခန်းတွေမှာကြတော့ကလေးတွေကိုစီရန်ဆီယမတွေကစတင်တယ်နေ့စဉ်နေ့တိုင်းဒီလုပ်ငန်းဆောင်တာကိုလုပ်တယ်ဆိုတော့သဘောတရားကပါလဲဆိုသူတို့ကလက်နက်တိုက်ကိုကလေးတွေရဲ့အသက်ကိုရင်းပြီးတော့ဆောက်ရှောက်နေတာရှင့်ကလေးတွေကိုလူသားတိုင်းလှုပ်ထားတာမတော်တဆများဒီလိုမျိုးလက်နက်တိုက်ရှိတယ်ဆိုပြီးတော့တက်မတော်ကသတင်းရသွားလို့လေချောင်းပစ်ခတ်တက်ခတ်မှုတွေလှုပ်လာခဲ့တယ်ရှိတော့အယုံဆုံးတိမ်မှာဘသူတွေလဲရှင့်ကလေးတွေနဲ့ PDF တွေတိမ်မှာ ဒါပြင်ဟိုလက်လက်တွေအဲ့လိုဘုံသီးရေထုတ်တဲ့အတွက်ဒီဘုံသီးရေထုတ်တဲ့အခါမှာမတော်ဆပောက်ကွဲမှုတွေဖြစ်တဲ့အခါကျတော့ဘသူတွေတိမ်ပါလဲရှင့်အဲ့စာတင်ကြောင်းမှာစာတင်တဲ့ကလေးပဲတိမ်ပါလေတိမ်ပါလေဟုတ်ဘူးလားပြီးတော့အန်ယူဂျီကဘယ်လောက်ထိရုံမှာလဲဆိုရင်လက်နဲ့တိုက်တွေထားတဲ့အတွက်သူကနှွေရာတီမှာလဲကလေးတွေကြောက်ပြတ်ခိုင်းတယ်ဘာလို့ဆိုတော့သူလက်နဲ့တိုက်တွေသူကအချိန်ပြည့်စောက်ရှောက်ဖို့အတွက်လိုအပ်တယ်လေဒါကြောင့်အချိန်ပြည့်ဒီကလေးတွေကိုဒီကျောင်းမှာခေါ်လာပြီးတော့လက်နဲ့တိုက်တွေရဲ့လူသားတိုင်းအဖြစ်နဲ့လုပ်ထားတာရှင့်လူသားတိုင်းလုပ်ထားတာ အခုဆိုကိုစိုးတဲ့အကြောင်းတဝိုက်မှာသူတို့ကအကြောင်းပြချက်ပေးတယ်အကြောင်းတဝိုက်မှာတက်ကလေချောင်းလာပြီးတော့ပြစ်ခတ်မယ်ဆိုပြီးတော့အကြောင်းပြချက်ပေးတယ်သူတို့စံညော့ကျွန်တော်ပြောပြရအောင်လွန်ခဲ့တဲ့ဒီပဲမှာဆိုရင်တက်မရော်ကလေချောင်းပြစ်ခတ်ပါတယ်ဆိုပြီးပြောတယ်အဲ့ဒီကိစ္စကလည်းတသက်မခိုင်လုံးတဲ့အတွက်အခု BBC သတင်းဌာနတော့မှရှင်းချနေပြီဟုတ်တယ်နော်ဒီတော့သူတို့ကဘာလုပ်လဲဆိုဟုတ်ပြီဒီလိုမျိုးလေချောင်းပြစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက်ငါတို့ကစာတင်ကျောင်းတွေကိုကာကွယ်ရမယ်ဆိုပြီးတော့အခုပတ်စံအလှူခံနေရှင့်ကျွန်မတက်တည်လေးပြပါမယ်မင်းမော်ကိုကိုယ်တိုင်ဒီဟာအလှူခံနေရဖြစ်ပါရှင့် ဒါပြင်ကိုစာသင်ကျောင်းပေးပတ်ပတ်လဲမှာအခုသူကဘုံခိုခြင်းနဲ့တူထားတယ်ပြီးရင်သူကလေ့ကျင့်ခန်းလုပ်ခိုင်းတယ်ကလေးကိုဆီမှာရုပ်သံဖိုင်ပြမယ်ဘုံလာလို့ရှင်လေကျောင်းအတန်ပေါ်တော့လေကျောင်းလေးပြန်လာတယ်ဆိုရင်ဒီညာဒီညာပြေးဆိုပြီးသူတို့တင်ပေးရဲ့ရှင်ပြစ်စင်အားလုံးကိုဆက်ဆက်ကြည့်လိုက်ပါအောင်ဒီဗျူဟာဟာမိဘပြည်သူများစိတ်ထဲဘလို့ထင်လဲရှင်သူတို့သုံးနေတဲ့ဗျူဟာဘလို့ထင်လဲကလေးတွေဟာစစ်အေရီးယားမှာထားရမယ်ဆိုရင်မဟုတ်ဘူးရှင်သိလား ကလေးတွေဟာလွတ်ရကြွရမှာထားရမှာပြီးတော့စာတင်ချောင်းတွေဆိုတာလက်နက်တိုက်လောရမယ်နေရာမဟုတ်ဘူးစစ်စခန်းလောရမယ်နေရာမဟုတ်ဘူးဒီတော့လက်နက်တိုက်တွေစာတင်ခန်းတွေမှာလက်နက်တိုက်တွေလုတ်တယ်စစ်စခန်းတွေလုတ်တယ်ဆိုရင်အန်ယူဂျီမှန်လားမှားလားရှင်ပြောပါဦးစစ် area အတွင်းမှာဖြစ်တဲ့အတွက်ပောက်ကွဲမှုတွေတိုက်ခိုက်ခံရမှုတွေအချိန်မရွေးဖြစ်နိုင်တယ်ရှင်အချိန်မရွေးဖြစ်သွားနိုင်တယ်ဒီတော့တေချာပေါ့တိုက်ခိုက်မှုဖြစ်လာနိုင်တဲ့နေရာမှာကလေးတွေခေါ်ထားတယ်ဆိုတဲ့အချိန်တွေတခုကနိုင်ငံရေးအမျက်ထုတ်ဖို့နဲ့လက်နက်တွေကာကွယ်ဖို့ရှင်အန်ယူဂျီသုံးတဲ့ view ဟာက ော်တော်ရက်ဆက်ရုပ်ပါတယ်ကဘာမှာရှိတဲ့ဘဲချမ်းမတ်သမားမှတော့အဲ့ဒီဘာမသုံးရှင့်ဒီလိုမျိုးဘဲဥကပေါက်မှန်းမသိတဲ့အန်ယူဂျီအဖွဲလေးဒါအဲ့ဒီဘာကိုသုံးတာအဲ့တော့မိဘပြည်သူများအုံနောက်ရှိရလို့စဉ်းစားကြည့်ပေါ့နော်သူတို့လုပ်တဲ့လုံဆောင်ချက်တွေကမှန်ကန်ကောင်းမွန်တယ်လို့ထင်လားရှင့်စစ်တိုက်တာပဲရှင်တခြားနေရာတွေမှာစခန်းလုံးလေးရတာမဟုတ်ဘူးလားစစ်သားတွေလည်းစခန်းတွေကိုသူတို့ကသူတို့စက်တက်ထဲမှာလုပ်တယ်။သူများလာတိုက်တဲ့အခါသူတို့လည်းခံရတာရှိရပဲ။နော်။ရှင်နဲ့ထွက်လို့ရှင်တောထဲမှာစခန်းချရတယ်။သူများလာတိုက်ရင်သူတို့ခံရတာပဲ။ ဒီလိုမျိုးစာသင်ကျောင်းတွေလည်းလက်နက်တိုက်တွေလုပ်တယ်ဆိုရင်တက်မတော်ကလုပ်တယ်ဆိုအဆင်ပြေလားဒါဆိုကျွန်မမေးကြည့်မှာပေါ့နော်ဟိုအန်ယူဂျီကစာသင်ကျောင်းတွေမှာလက်နက်တိုက်လုပ်တာโอเคလဲဆိုတက်မတော်ကလာလုပ်မယ်အဆင်ပြေလားဒါဆိုရင်အန်ယူဂျီကပြစ်လို့ဒီစာသင်ကျောင်းတွေနဲ့ဘေးပတ်ဝန်းကျင်ထိခိုက်ခဲ့မယ်ဆိုရင်ဘယ်သူမှအပြစ်ရှိလဲပြစ်တဲ့လူမှလည်းအပြစ်ရှိရယ်ဆိုရင်ဒီမှာလက်နက်တိုက်တွေစစ်စခန်းတွေလာလုပ်တဲ့လူမှလည်းအပြစ်ရှိရယ်လေအဲ့လိုမျက်မျက်တက်တာစဉ်းစားတတ်ရတယ်ရှင်အုံနောက်ကလေးသိလားအုံနောက်တစ်ချမ်းမလုံးလုံးတော့ပြောတော့ဘောနော်အဲ့တော့ဇလန်းတွေကအဲ့လိုဖြစ်နေရယ်ပြောကျွန်မနိုင်ငံကမြန်မာတက်မတော်က ဒီအကြမ်းဖက်သမားတွေနှိမ်နေတဲ့အခါမှာပြည်သူတွေနဲ့ကလေးတွေကတဒွဲဒွဲပါနေတယ်။ဒီကောင်လေးကဒီကလေးတွေနဲ့ပြည်သူတွေကိုလူသားတိုင်းလုပ်နေရဲ့ရှင့်။ဒီတော့တက်မတော်ကဘလို့ပုံစံနဲ့နှိမ်နေရမှာလဲတို့။ဒီဘက်ပြည်သူတို့ဝိုင်းဝန်းပြီးတော့စဉ်းစားပေးကြည့်ကြပါအောင်။ဘာသာရောကျမလည်းမစဉ်းစားတတ်ဘူး။ဘလို့မှမစဉ်းစားတတ်ဘူး။တခုတော့ရှိရပါတော့။ကမ္ဘာမှာအင်မတန်ခင့်မီရဲ့လက်နက်နည်းပညာထွက်လာပြီးတော့ကြည်စံမှာမျက်စိပါမယ်ဆိုတော့အဆင်ပြေလိမ့်မယ်။ဟုတ်တယ်လေကြည်စံမျက်စိပါပြီးတော့အော်ဒါကတော့ ဟိုကလေးတငယ်ဒါကတော့ចောင်းတာဒါကတော့ PDF ဒါကတော့ဟို NUG အဖွဲ့ရလူဒါကတော့ဥစားဆိုပြီးတော့မျက်စိပါတယ်ဆိုရင်တော့ဒီကြီးစံဟာမမကန်ကန်တိတိရောက်နေအဲ့ဒီလူတွေစီကိုကွက်တီထိပြီးကျန်တဲ့လူတွေမထိပဲရှိတယ်မရှင်းလုံးမဟုတ်ဘူးဆိုရင်တော့ဒီကောင်လေးသုံးတဲ့ view ဟာကပြည်သူတွေထိကိုက်မှာပဲရှင်းကျမတို့ဒါလေးစဉ်းစားတက်ဖို့လိုတယ်ရှင်းပြီးတော့ NUG ကိုချစ်ခင်တက်တက်နေတဲ့သူတွေ NUG အစိုးရဖြစ်စေခြင်းတဲ့သူတွေအဲ့လောက်ကြီးရုပ်ပါတဲ့ view ဟာသုံးဆွဲနေတာကိုမတားကြအောင်လားရှင်းစာသင်ခန်းတွေမှာလာပြီးတော့လက်နက်တိုက်တွေမလုပ်ပါနဲ့လို့ဘယ်သူမှမပြောရဲဘူးလားအခုဥယျာဉ်မော်ကိုယ်တိုင်က လာစစ်ဆေးတာနော်ကျွန်မဓာတ်ပုံဖတ်ပြမယ်မိမဆိုလို့သူကိုယ်တိုင်လာစစ်ဆေးတာဒီလူအုံတော့မရှိဘူးလားဒီလူထမင်းစားပြီးကြီးလာမဟုတ်ဘူးလားစာတင်ချောင်းနေဆိုတာဟာဒီလူအသုံးပြရတာမဟုတ်ဘူးရှင်နိုင်ငံတကာဒီဓာတ်ပုံကိုမြင်မယ်ဆိုရင်သူ့ပုံမှာဘယ်လိုမှတ်ချက်ပြမယ်လို့ထင်လဲဥယျာဉ်ပုံပေါ်မှာဘယ်လိုမှတ်ချက်ပြမယ်လို့ထင်လဲအန်ယူဂျီပုံမှာဘယ်လိုမှတ်ချက်ပြမယ်လို့ထင်လဲရှင်ဒါကြောင့်နိုင်ငံတကာကလေအညူးကြီးတို့ဘာလို့ကိုလက်မတွဲတော့လားအဲ့လောက်ထိရုပ်မှရက်ဆက်တာအောင်နိုင်ငံတကာကလည်းတိလို့လက်မတွဲတော့တာဒါအောင်မိဘပြည်ကမသိဘူးစင်တော့ သူတို့ကအခုလိုပဲလုပ်နေမှာပဲရှင့်သူတို့စုံမွေးရနေရရင်စာတင်ကျောင်းတွေကိုအသုံးပြုမယ်ကလေးတွေကိုသူတို့နားမှာမရမကခေါ်ထားမယ်ကျောင်းပည့်ရဲ့လည်းနားမလဲအဓိကသူတို့ရဲ့လက်နက်တွေဆောက်ရှောက်ဖို့သူတို့အဓိကအရေးကြီးရယ်ပြီးလို့ရှင့်ဘာဖြစ်လဲပြောသေးရဲ့လေရင်မပြန်တမ်းရစုံဆိုပြီးလုပ်ရမယ်တဲ့လေရင်မပြန်တမ်းရစုံဆိုပြီးလုပ်မယ်ဆိုရင်အဲ့ဒီနေနေမှာလည်းအချမ်းမတ်သမားတွေမခိုလုံရဆိုရဲစုံလုံးမရမယ်ရှင့်အဲ့လိုလက်နက်တိုက်တွေမထားဖို့အတွက်စုံလဲလုံးမရမယ်တစ်ဖက်သက်တောင်းဆိုလို့မရအောင်เนาะဒီတော့ဒီစုံမှာလေရင်မပြန်တမ်းရအောင်ဆိုရင်ပီတက်တွေလည်းအဲ့နေနေရအောင်ထွက် မနဲ့လက်လာမထားနဲ့လူလက်လာမထားနဲ့ဒါဆိုရင်အဲ့ဒါကနေရင်လည်းမပြန်တန်းဘူးစစ်ပွဲလည်းမဖြစ်ဘူးစစ်မဲ့ဇုံလေးဖြစ်သွားလိမ့်မယ်အဲ့လိုမျိုးလေးဖန်တီးဖို့အတွက်စဉ်းစားရမှာရှင့်တစ်ပတ်တည်းကြီးနေရင်မပြန်တန်းရဆိုတော့နေရင်တော့မပြန်တန်းနဲ့သူတို့ကလက်နဲ့လက်ထားမယ်လူလက်ထားမယ်အကြံပတ်လက်ကြီးထွားမယ်ရွာလူတွေလက်ဆက်ကြီးကောက်ချေကောက်မယ်လှုပ်ရှင်ရလှုပ်မယ်ဆိုတော့ဒါတရားမျှတရထင်လားပြောတော့တရားမျှတမှုလိုချင်လို့ဒီစစ်ပွဲကိုကြိုက်တာဆိုတောင်းဆိုလိုက်တာလေတစ်ပတ်တည်းကြီးပါပဲလားရှင့်စမခုပြောပြတဲ့သဘောတရားလေးကိုအုံနောက်ရှိရသူဆိုနားလဲပါနော်ကလေးတငယ်တွေရှိရနေရာတွေမှာသူတို့ရဲ့ခြေရာတွေကြီးပဲ ပြင်ကလေးတွေကိုစစ်ပွဲတွေမှာတွဲတွဲအမြဲတမ်းခေါ်တယ်ကလေးတွေကိုကာပါယူထားတာအဲ့ဒါလေလူသားတိုင်းတိုင်းလုပ်တယ်ဆိုတော့အဲ့ဒါကိုပြောတာကလေးတွေကိုသုံးချနေတဲ့သူတွေကကလေးတွေထိခိုက်သွားတဲ့ခါကျတော့ငိုသေးရဲ့သူကအပိတ်တာမြည်ကြီးမြည်ကိုမကြကောင်းနော်မြည်ကိုမကြကောင်းမြည်ကြီးမီးလောင်နေမယ်နော်ကျမနိုင်ငံအဲ့လိုအခြေအနေရှိရဲ့ဒါကြောင့်မိဘပြည်သူများစဉ်းစားတတ်ဖို့အတွက်ကျမတတ်သိနေတဲ့တကွာပြောပြတာဖြစ်ပါတယ်မိဘပြည်သူအနေနဲ့ကဘသူကရုံမာနေရလဲဘသူကကလေးတငယ်တွေကိုသုံးချနေရလဲဘသူကဒီကလေးတွေသိဆုံးမှုမှာအဓိကတာဝန်ရှိတဲ့သူတွေလဲဆိုတာလေးကိုစဉ်းစားချင်းချိန်နေမှုအတွက်ကျမသတင်းသုံးသပ်ချက်လေးနဲ့ပြောပြပေးတာဖြစ်ပါရှင့် မိဘပြည်သူများရှင်ကျမအနေနဲ့အခုဆက်လက်တင်ဆက်ပေးမှာကဝဒေတာမှာတည်တံပေးတဲ့ကိစ္စလေးဖြစ်သွားပါရဲ့ရှင်။အားလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သုံးသပ်ချင်တာလေးရှိရတဲ့တင်ဆက်ပေးကြပါရှင်။ဝဒေတာရဲ့ဗဟုဌာနချုပ်ဖြစ်တဲ့ပန်ဆန်းမြို့မှာဆိုရင်လက်နက်ခိုးပြီးရှောင်းခဲ့တဲ့လူငယ်တအုပ်ကိုတည်တံပေးခဲ့တယ်ဆိုပြီးသိရပါရဲ့ရှင်။မေလ14ရက်နေ့မနက်၈နာရီဝန်းကျင်မှာပန်ဆန်းမြို့မှာတရားစီရင်တဲ့အခမ်းအနားကိုပြုလုပ်ခဲ့ပါတယ်။ပြီးတော့မြို့ပေါ်မှာရှိတဲ့ဒေသခံတွေခေါ်ပြီးတော့သူတို့တရားစီရင်တဲ့အခမ်းအနားကိုလာပြီးတော့ကြည်ကိုင်းခဲ့ပါရဲ့ရှင်။ ။ဒါကြောင့်ပန်းစမ်းမြို့မှာနေတဲ့ဒေသခံမိဘပြည်သူတွေအပြင်ကျောင်းသူကျောင်းသားတွေလည်းလာပြီးတော့ဒီပေါ့နော်သေရန်စီရင်တာကိုလာပြီးကြည့်ကြတယ်လို့သိရပါတယ်ရှင့်။အခုကျမပြောပြတဲ့ဖြစ်စဉ်ကတော့ဝါရဲ့စစ်ဦးစီးဌာနရုံးကထုတ်ပြန်ထားတာကိုကျမပြောပြတာဖြစ်ပါတယ်ရှင့်။ဒါကသူတို့ထုတ်ပြန်တဲ့သတင်းပေါ့နော်။အဲ့ဒီမှာဒေသခံသတင်းရင်းမြစ်တွေကပြောပြတဲ့သတင်းလေးတွေကပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်ရှင့်။အဲ့ဒါလေးကိုကျမဆက်လက်ပြီးတော့တင်ပြပေးပါမယ်ရှင့်။အဲ့ဒါလေးကတော့ဒီပြစ်မှုကျူးလွန်တဲ့သူနှစ်ယောက်လုံးကတဲ့ပန်ဆန်းထောက်ပို့ရုံးကတပ်သားတွေလို့သိရပါတယ်ရှင့်။ ကျွလွန်လာနှစ်ဦးပေါ့နော်တဦးကိုကြောက်တော့တေးတန်ပေးလိုက်တယ်တဦးကိုကြောက်တော့နှစ်ရှည်ထောင်းတန်ပေးတယ်လို့သိရပါရဲ့ရှင့်ဒါမဲ့ဒီမှုဖြစ်စဉ်မှာကြံရပါတယ်ရှိရဲဆိုပြီးတော့သိရပါတယ်ဒီဝအဖွဲဘက်ကပေါ့နော်ဒီကြံရပါတယ်ကြောက်တော့ထုတ်ပြီးတော့မပြောဘူးတဲ့အပြစ်ပေးရနှစ်ယောက်ကိုပဲပြစ်ပြီးပြီးကြံနဲ့ကြံရပါတယ်ထိန်ချန်ထားတယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ねကျန်တဲ့ကျန်ရပါတွေကသူတို့အဖွဲ့အစည်းတွေကယာတူးကြီးပိုင်းတွေပါဝင်ပတ်သက်နေတယ်ဆိုပြီးတော့ဒီသတင်းကိုသေချာသိရတဲ့သူတွေကသုံးသပ်ပြောဆိုနေကြပါရှင့်ဖြစ်စဉ်ဖြစ်သွားတာကတော့ဒီခိုးယူခံရတဲ့လက်နက်ခဲရနေဘောနော်သူတို့က ဒေတာတစ်ခုဒေတာဆိုတာတို့နားပေါ့တို့နားနေရာအဲတောဆက်ပေါ့တောဆက်လို့ခေါ်တဲ့နေရာလေးမှာဆိုတော့ကိုတော်ကြီးနဲ့ထားတာအဲလက်နက်တွေကိုလေပြီးအဲ့ဒီကိုတော်ကတို့ကတိုင်းထားတာပေါ့ကိုတော်ပတ်ပတ်လည်မှာ CDB တွေသေချာတက်ပြီးတော့တို့ကနေညမရွှေစောင့်ကြည့်နေတာအဲ့လိုစောင့်ကြည့်ရကြားထဲကနေပြီးအဲ့ဒီသွားခိုးတဲ့တယောက်ကအဲ့ဒီမှာရှိရတကားတော်တွေပါဖြတ်ပြီးတော့ကားနဲ့တင်ပြီးတော့ခိုးသွားတာဒီတော့ဖြစ်စဉ်ကိုသေချာစဉ်းစားကြည့်မယ်ဆိုကြံရပါမှာပါပဲနဲ့တော့ဒါလုပ်လို့မရအောင်နော် CDB လည်းတက်ထားတယ်သေချာလည်းအဆောင်တွေထားရတဲ့အသားနဲ့ခိုးသွားတာလေအဲ့တော့ကြံရပါပါတယ်ဆိုတော့သုံးချက်ချက်ကတော့ဖြစ်နိုင်ခြေရှိပါရှင့် အဲ့လိုခိုးသွားပြီးရဲ့ခါမှာ तू ကလက်နက်ကင်အဖွဲ့အစည်းကြီးရောင်းတာပေါ့နော် तू ရောင်းတာတော့အများကြီးပဲတဲ့ तू TNL လေးရော MNDA ရော तू တိတ်နဲ့လူတွေရောင်းပြစ်တာပေါ့နော်ဒါပေမဲ့ TNL လေးအဖွဲ့ကိုရောင်းနေတဲ့အချိန်မှာ तू ဖမ်းမိသွားတာဖမ်းမိသွားတဲ့အတွက် तू ကိုလက်နက်မှခိုးမှုနဲ့တေတံပေးခဲ့တာဖြစ်ပါရှင့်ဒီတော့တေတံပေးလိုက်ပြီဆိုတော့ okay တေတံပေးတဲ့ကိစ္စရဲ့နောက်မှာအငင်းပွားမှုတွေရှိလာတယ်ဒီဝါဒေတာနေပြီးတည်တံပေးတဲ့ကိစ္စကတရားဝင်မှုရှိလားမရှိလားဆိုတဲ့ကိစ္စလေးပေါ့နော်။ဒါတော့ကျမနေနဲ့လေ့လာပြီးတော့ဥပဒေနေနဲ့ပေါ့နော်ဥပဒေတွေထေချာပြီးကြည့်လိုက်တဲ့အခါကျတော့ နာဆာကအဆိုရက2023ခုနှစ်မေလ17ရက်နေ့မှာပြဋ္ဌာန်းထားတဲ့ဥပဒေတစ်ခုရှိပါရဲ့ရှင့်အဲ့ဒါဘာလဲဆိုလက်နက်ဥပဒေသားဖြစ်ပါတယ်လက်နက်ဥပဒေရဲ့ပုံမှန်19မှာဆိုရင်နိုင်ငံတော်ပိုင်လက်နက်သုံးမဟုတ်ဥပဒေအရလက်နက်ကင်ဆောင်ခွင့်ရှိတဲ့သူပိုင်နဲ့တနက်ကိုဖြစ်စေခရမ်းကိုဖြစ်စေခိုးယူတာရောင်းချတာပြီးတော့ရောင်းချဖို့အားထုတ်တာတခြားတရားရောက်ကိုလွှဲပေးတာတခြားတရားရောက်ပေးအပ်တာပေါ့နော်အဲ့ဒါတွေကိုပြုလုပ်မယ်ဆိုရင်ဘသူမဆိုတဲ့ပြင်းမှုတားမြစ်ချက်တရားကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြင်းမှုထင်ရှားစီရင်ခံရလို့ရှင်ထော်သူထို့သူကိုအ ਨੇ စုံ ဆယ်နှစ်ကနေပြီးတော့အများဆုံးထောင်တန်းတသက်အထိဖြစ်စေသို့မဟုတ်သေတန်းအထိကိုချမှတ်လို့ရပါရဲ့ရှင့်ဒီဥပဒေဟာဆိုရင်လက်ရှိအာဏာတည်ရဲ့နာဆာကအစိုးရပြဋ္ဌာန်းတဲ့ဥပဒေဖြစ်တဲ့အတွက်ပြည်ထောင်စုနေမြင်အားလုံးမှာအာဏာတည်ပါတယ်ဒါကြောင့်အခုဝါဒေတာကနေပြီးတော့ဝါအကြောင်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပေါ့နော်ဒါပေမဲ့သူ့စီမှာကျင့်သုံးရတဲ့ဥပဒေအားလုံးကပြည်ထောင်စုကနေပဲစီစဉ်ရတာဘို့အစိုးရကနေပဲစီစဉ်ရတာဖြစ်တဲ့အတွက်သူ့ရဲ့လုံဆောင်ချက်ဟာဥပဒေနဲ့ရှင်မဲ့ဆိုတော့လုံလို့တော့ရရဲ့ရှင့် တည်တံပေးလို့တော့ရတယ်လက်နက်မှောင်ခုံမှုပေါ့နော်လက်နက်အလိုမျိုးရောင်းချမှုပေါ့နော်ဒါတည်တံပေးလို့ရတယ်ဒါပေမဲ့တခုရှိတာကဒီလိုတည်တံနေပေးမယ်ဆိုရင်ပြည်တော်စုတရားရုံးပြည်တော်စုအစိုးရအဖွဲ့ရနေပြီးတော့ပဲဆုံးဖြတ်ရတာရှင့်သူတို့အဲ့လိုမျိုးသူတို့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကသူတို့မှာမရှိဘူးရှင်ကျွန်မပြောချင်တာတည်တံကသူတို့နောက်ဆုံးဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူးပြည်တော်စုတိကိုဒီမှုကိုအစစ်အစစ်တင်ပြီးတော့ပြည်တော်စုကနေပြီးတော့โอเคဒါဟုတ်တယ်ဒီလိုမျိုးကတော့စီရင်တဲ့နဲ့ဆိုပြီးတော့ပြောတော့မှသာစီရင်ရတာဖြစ်တယ်သူတို့တို့ဒီလုပ်ငန်းစဉ်တွေလုပ်ခဲ့တာဒါလေးကမေခွန်းတစ်ခု နော်သူတို့ဒီလုပ်ငန်းစဉ်တွေတေချာအစစ်စစ်လုပ်ခဲ့တယ်ဆိုရင်တော့ဒါသူတို့လုပ်တာတရားဝင်တယ်အဲ့လိုမှမဟုတ်ပဲနဲ့သူတို့စိတ်ဆန္ဒနဲ့သူတို့တရားစီရင်တယ်ပြီးတော့ဒီလိုမျိုးတေတန်ဆိုတဲ့ကိစ္စမှာတရားခံရဲ့အခွင့်အရေးတွေဆိုတာရှိသေးရဲ့နော်အဲ့တရားခံအခွင့်အရေးတွေသူတို့ပေးခဲ့လားဒါတွေကကြတော့တေချာလေးစစ်စစ်ရမယ်ကိစ္စအဲ့လိုပေးခဲ့တယ်ဆိုတော့ဒါတရားဝင်တယ်အဲ့လိုမှမဟုတ်ပဲနဲ့သူတို့ကသူတို့သူတို့ရဲ့ဥပဒေအတိုင်းပဲလုပ်ချင်ရလုပ်ခဲ့တယ်ဆိုတော့ဒီတေတန်ပေးတာတရားမဝင်ရောရှင့်တရားမဝင်ဆိုတဲ့သဘောတရားကဥပဒေကိုချိုးဖောက်တာပဲရှင့်နောက်ထပ်မေးရမှာတစ်ခုကကြတော့သူတို့ဟာလက်နက်ဥပဒေနဲ့ ချိန်ထိုးပြီးတော့လောက်တာမဟုတ်ဘူးဆိုရင်တော့သူတို့ရဲ့ကိုပိုင်ဥပဒေနဲ့ပြဋ္ဌာန်းပြီးလုပ်တယ်ဆိုရင်တော့ဒါဟာတရားမဝင်လို့ရှက်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကအာနာစီစဉ်မှုကအိုးပြည်တော်စုကနေပဲစီစဉ်ရတာသူတို့မှတီးခြားလွတ်လပ်တဲ့ဥပဒေစီရင်မှုတွေဥပဒေပြဋ္ဌာန်းမှုတွေမရှိဘူးရှင်မြန်မာနိုင်ငံရဲ့ပုံစံလေးမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအားလုံးကိုနှစ်ချုပ်ပြီးတော့တရားလုပ်ထားတာဒီတော့သူတို့အနေနဲ့ကဘယ်ဘက်ကပဲတွေ့တွေ့အပြည့်အဝလည်းမမှန်ဘူးအပြည့်အဝလည်းမမှားအောင်ရှင် တော့နောက်ထပ်မေးခွန်းတစ်ခုကပါလဲဆိုတော့လက်နက်ဥပဒေနဲ့ပတ်သက်ပြီးတော့တည်တံပေးတဲ့ကိစ္စတည်တံဆိုတော့ကနိုင်ငံတကာမှာကတော့တော်တော်တင့်တင့်ကြက်ကြက်ဟိုကင်တွယ်စေခြင်းတဲ့သဘောတရားရှိရပေါ့နော်တည်တံပေးမယ်ဆိုတော့တော်တော်ကိုတိတိကျကျစီစစ်ပြီးတော့မှလုပ်ရတဲ့ကိစ္စတည်တံနဲ့ပတ်သက်လို့ရှင်စီကံတင့်ကြက်ထားတဲ့ကိစ္စလည်းရှိရပေါ့နော်နိုင်ငံတကာစံနှုန်းနဲ့ကြတော့တည်တံပေးတယ်ဆိုတော့သူတို့မကြိုက်ဘူး နော်ဒါထောင်ထဲတက်တက်ကျွန်းချရပေါ့ရှင်ပြီးတော့တေးရန်ဆိုတာမှလည်းချွတ်တကယ်တက်တာမရှိဘူးလေထောင်ထဲမှာပဲဒီအိမ်မဲ့ထားလာတာတေးရန်ဆိုရင်နောက်ကြတော့ထောင်နေဘယ်တော့မှမထွက်ရအောင်ဆိုသဘောနဲ့ပေါ့နော်အဲ့လိုပဲအပြစ်တန်ပေးကြတာများရဲ့ရှင်ဝါကြတော့တကယ်တက်လိုက်တာတကယ်တက်လိုက်တာတကယ်တီးထုတ်လိုက်တာပေါ့နော်တကယ်တော့အဲ့တော့တကယ်တီးထုတ်ပိုင်ခွင့်တကယ်တက်လိုက်တာပေါ့ရှင်တီးထုတ်လဲဆိုတော့တကယ်တက်လိုက်ပိုင်ခွင့်သူတို့မှရှိသလားနိုင်ငံတကာစံနှုန်းနဲ့ကြည့်ရောဒါညှို့တလားဆိုမညှို့ဘူးရှင်သူတို့ကဘဲရှုတောက်ကကြည့်ကြည့်အပြစ်ဝမှန်းမနေဘူးတော့ကျမအနေနဲ့နောက်ဆုံးသုံးသပ်ရမှာကတော့အခုဝါလောက်တဲ့ကိစ္စပေါ့နော် လက်နဲ့ဥပဒေနဲ့ဆိုတော့မှန်နေတယ်ဒါပေမဲ့လုံထုံးလုံနေရမှားတယ်ဆိုရင်ပြေဝမမှန်ဘူးအဲ့ဒါကိုပြောချင်တာဟိုလိုတော့မှန်နေပဲထားပါတော့ဝါကနေပြီးတော့ USW ရပါလဲ USA ပေါ့နော် USA ပေါ့ဖြစ်ကုန်ရောင်းပြန်နေဖြစ်ကုန်ကြပါလဲ UWSA နေပြီးတော့တည်တံပေးတယ်ဒါဟာလက်နဲ့ဥပဒေနဲ့သူတို့ကယူပြီးပေးတယ်ဆိုရင်သူတို့လောက်တာမှန်နေဆိုရင်နာဆကကနေပြီးတော့လက်နဲ့ဥပဒေနဲ့ PDF တွေလက်နက်မှောင်ခိုးလောက်တာတွေရန်ကုန်တို့မန္တလေးတို့မှာလက်နက်တွေမိလို့တည်တံပေးတဲ့ကိစ္စတွေလည်းမှန်နေရှင့်မှန်နေเนาะကျွန်တော်နိုင်ငံမှာအဲ့သဘောတရားရှိတယ်လို့ ဝလောက်ရင်မှန်တယ်လူလောက်ရင်မားတယ်ဆိုပြီးဖြစ်တတ်တယ်ဝနဲ့လူနဲ့လေဝနဲ့လူနဲ့သိရမှာကျွန်တော်မြန်မာကားကြီးမှာပါတတ်တယ်ဝဆိုတာဘာဖြစ်လဲကိုကိုကိုပြောတာလူဆိုတာနင့်ကိုပြောတာအဲ့တော့ဝလောက်လို့ရှင်မှန်တယ်လူလောက်ရင်မားရတော့မလုံနဲ့နော်ဝလောက်ရင်မှန်ရင်လူလောက်ရင်လည်းမှန်တယ်ဝလောက်တာမားတယ်ဆိုရင်လူလောက်တာလည်းမားလိမ့်မယ်အဲ့သဘောတရားလေးသိဖို့လိုပါရှင့် ကျွန်တော်နိုင်ငံကတော့ရှမ်းထုံးစံတိုင်းမှာအခုချိန်မှာဆိုရင်ပြည်တော်စုကနေစီးဆင်းလာတဲ့အမိတ်အာဏာတွေကိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရောဒေသအသီးသီးမှာလုပ်ချင်အောင်လုပ်နေကြတာရှမ်းဒါတွေတိတိကျကျလေးစီးဆင်းလိုက်မယ်ဆိုတော့ကျွန်တော်တို့ပြည်တော်စုကလုံးဝမဲ့လုပ်ပြီးအများကြီးရှိမယ်နော်ဥပဒေတွေကိုဒီလိုမျိုးစိတ်ထင်တိုင်းမှာရှင်လိုက်တာချင်းနဲ့ဟာဆွဲပြီးလိုက်နာတယ်ပြီးတော့လုံထုံးလုံနေတယ်လည်းမမှန်ဘူးဆိုတဲ့အခါကျတော့ပြည်တော်စုကသူတို့အပေါ်မှာတွားပြီးတော့အရေးယူလို့ရပါသလားဆိုရင်မေကုံကတော့အရန်ကြောက်ဖို့ကောင်းတဲ့မေကုံပဲရှက်အရန်ကြောက်ဖို့ကောင်းတဲ့မေကုံပဲဒါပေမဲ့ဒီမေကုံလေးကိုဖြေဆို့ဖို့ဆိုတာကတော့လက်ရှိ နိုင်ငံတော်ကတော့မတည်ငြိမ်တဲ့ကာလဖြစ်တဲ့အတွက်သူ့မှာဖြည့်ဆို့ဖို့ကတော့ရာခိုင်နှုန်းနည်းတာပေါ့နော်တည်ငြိမ်သွားတဲ့အစိုးရလက်ထက်ရောက်လို့ရှင်တော့ဒီကိုပိုင်အချုပ်ခွင့်ရဒေသတွေဟာပြည်ထောင်စုရဲ့ဥပဒေဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာခြင်းရှိမရှိဆိုတာတော့တေချာလေးစစ်စစ်တင်တယ်လို့ထင်ပါရှင့်ပေါ်ပေါ်တန်တန်သဘောမထားတဲ့နဲ့အရာလို့သတ်မှတ်ပါရယ်။ဒါကြောင့်ကျွန်မတရင်သုံးသက်ချက်ပြန်နေပြီးတော့တေချာလေးလေးနဲ့စွာနဲ့စစ်စစ်ပြီးတော့ကိုတက်တလောက်မှတ်တလောက်လေးသုံးသက်ပေးတာဖြစ်ပါရဲ့ရှင့်။ကျွန်မနိုင်ငံမှာအဓိကအကြီးမားဆုံးဩဇာအာဏာရှိတာကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပြည်ထောင်စုသားဖြစ်ပါရဲ့ရှင့်။ ပြည်တော်စုကိုအဲ့လိုမျိုးရှင်ဝါဆောင်ကန်ကြတဲ့အတွက်အခုလိုဖြစ်စဉ်တွေဖြစ်နေကြတာပြည်တော်စုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာကကိုပိုင်အချုပ်ခွင့်ရဒေသဖြစ်စေသူ့ရဲ့တိုင်းနဲ့ပြည်နယ်ဖြစ်စေအားလုံးအာဏာခွဲဝေမှုတွေမှာတင့်တက်အောင်လုပ်ပေးထားရခြင်းအဲ့ဒီမှာမတရားဥထင်နေဆိုတော့ဥပဒေပေါင်းတွေကလည်းလွတ်တော်ကနေပြီးတော့နည်းနည်းချင်းပြင်ယူရမှာပေါ့ရှင်ကိုအခွင့်အရေးနဲ့ရတယ်ထင်လို့ရှင်အခွင့်အရေးပို့တောင်းနိုင်ဖို့အတွက်ကိုလွတ်တော်တင်ပြီးစ조사ကြပေါ့အဲ့ဒီလမ်းစဉ်သွားမဲ့ဟာလက်နဲ့တက်ကင်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုကြော်လွန်ပြီးလှုပ်ဆောင်တဲ့ကိစ္စတွေကြောင့်အခုလိုတွေဖြစ်နေကြတာရှင့် ီးတော့ဒါလေးတွေကိုကျမတို့ကတေချာလေးပြန်လေးစစ်စစ်နိုင်မယ်ဆိုတော့ကျမတို့နိုင်ငံမှာဒီလိုဖြစ်နေပြီးတော့ဆိုချိုတွေနေသွားတာပေါ့ရှင်အဲ့လိုမှမလုပ်နိုင်ဘူးဆိုရင်တော့လေဖွဲ့စည်းပုံအခြေခံဥပဒေဟာစာအုပ်အစိမ်းကြီးသာရှိပြီးတော့ဘာမှဩဇာမအာဏာမရှိတဲ့ပုံစံဖြစ်သွားနိုင်မှာရှင့်အဲ့လိုမဖြစ်အောင်လို့ကျမတို့နိုင်ငံသားတွေအားလုံး ကျမတို့နိုင်ငံမှာအာဏာတည်တဲ့အစိုးရဖွဲ့ဝင်တွေအားလုံးမှာတာဝန်ရှိရဲဆိုတဲ့အကြောင်းလေးကိုကျမတရင်သုံးသပ်ချက်လေးနဲ့ပြောပြလိုက်ပါစေရှင်။အဲ့ဒီတရင်သုံးသပ်ချက်လေးကိုဒီနေ့မှာတလောင်းနေပဲရှင်းသားပါစေရှင်။ကျမတရင်သုံးသပ်ချက်လေးတွေကိုအမြဲတမ်းပဲအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကြမှာကြပါစေ။ကျမတို့ကောင်းမွန်တဲ့နိုင်ငံတော်အသက်စီကိုအတူတူရှောင်လန်းနိုင်ကြပါစေလို့ကျမတို့ Prime Media မှာစုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။